မြန်မာအားလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘလို့ရက်ွက်အစီအစဉ်ဒီနေ့အစီအစဉ်မှာကျွန်တော်မြတ်သူရနဲ့အားသာအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုချင်းညီညီကိုစိုးဝင်းစောတို့ကပါဝင်တင်ဆက်တော့ကြမှာဖြစ်ပါတယ်ခင်ဗျာအခုရမင်္ဂလာပါမင်္ဂလာပါခင်ဗျာတို့အဲတော့ကျွန်တော်တို့ဒီဘလို့ရက်ွက်အစီအစဉ်ဒီတစ်ပတ်ကတော့အာဒီအမှတ်ပြပြိုင်ပွဲတွေရန်သားထားတဲ့တစ်ပတ်ပေါ့နော်အဲတော့ကျွန်တော်တို့ဟိုဘလို့နဲ့ပတ်သက်တဲ့ကောင်းလို့ရရာလေးတွေနှိမ့်ချုပ်လေးတွေပြန်ပြောကြတာပေါ့လေအဲတော့ပွဲစဉ်ကတော့၁၁ ြီးသွားပြီပေါ့ဒါပရီးမီးယားလိဘောလေပရီးမီးယား7ပြီးသွားတဲ့အချိန်မှာကျွန်တော်အာဆင်နယ်စီမပီးစက်ထိတ်ဆုံးမှာရှင့်နေတယ်ဒါလည်းဟိုအချိန်ဒီတစ်ခုကဟိုပရိသတ်တွေကနောက်ဆုံး2လလောက်မှာမြင်နေကြတွေးထားတဲ့အတိုင်းပေါ့လေအာဆင်နယ်မပီးစက်ဥဆောင်မယ်ဆိုတာလေးတစ်ခုဒါပေမဲ့ကျွန်တော်တို့ခုဒီ international break မတိုင်ခင်လေးမှာပဲကျွန်တော်တို့နောက်ထပ်ခေါင်းလောင်းတဲ့ချက်အချက်ပေးခေါင်းလောင်းတဲ့တန်တစ်ချက်ထပ်ရောက်လာဟုတ်ကဲ့အဲ့ခေါင်းလောင်းတဲ့ Mercedes ကြီးကြီးထွက်လာဟုတ်ကဲ့အဲ့ကောင်နည်းနည်းပြဿနာရှိရေပေါ့အဲ့တော့ ဆိုတော့ကျွန်တော်တို့ပွဲစဉ်ဆက်တက်ပြီးသွားတဲ့အချိန်မှာအဲ့လိုကောင်းအလို့ရရာပရီးမီယာလိမှာတတိထားရင်စရာလေးလည်းတလို့ဖြစ်လာတဲ့မတူညီတဲ့ပြောင်းလဲမှုလေးဒါလေးအကြောင်းကိုစပြီးတော့ဆွေးနွေးကြပါတယ်အဲ့တော့ခုဆိုရင်တော့အာပြောပါအောင်ကျွန်တော်တို့ပွဲစဉ်ဆက်တက်ပြီးပြီးအာဆင်နယ်ရဲ့အခြေအနေလက်ရှိမန်စီးတီးအနည်းဆုံးရောက်လာတဲ့အနေအထားလီဗာပူးကလည်းပြန်ပြီးတော့ challenge လုပ်ဖို့နည်းနည်းလေးဝေးသွားပြီလား United ရဲ့အကြောင်းတရားတွေ Chelsea အဆုံးလေးပေါ့လေခုဆိုရင်တော့အမြင်လေးစပြောပါအောင်ဟုတ်ကဲ့ပါအခုဆိုရင်ဒါ Premier League က internet ချင်းနဲ့ break အနေနဲ့ဆိုတော့၃ပြက်ပေါ့နော်။တလမှာတစ်ချိန်တလမှာတစ်ချိန်ဝင်လာပြီ။အခုစား၃၃ပြက်ဝင်လာရဲဆိုတော့ရာဒီအဖြစ်ကြည့်မယ်ဆိုတော့၄ပုံ၃ပုံကြော်လာပြီ။၃ပုံ၃ပုံမရှိတရှိပေါ့နော်။အမှန်တကယ်က73ပွဲလောက်ဆိုရင်ဒါ၃ပုံ၃ပုံလို့ပြောလို့ရတယ်။၃ပုံ၃ပုံမရှိတရှိရောက်လာပြီဆိုတော့ Arsenal ကဒီနောက်ဆုံး၂လလောက်အတွင်းမှာတော့ဒီအမှတ်ပေးစရာကိုဥဆောင်သူအနေနဲ့ပေါ့နော်။ရှိနေခဲ့ပြီးတော့အခုထိလည်းသူဥဆောင်သူအနေနဲ့ပဲရမှတ်၄မှတ်ဖြတ်ထားတယ်။တော်တော်လေးလည်းဒီငိန်တဲ့ခြေစွမ်းမျိုးကိုပြနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ဒီပွဲစဉ်17မှာတော့ Arsenal အတွက်တော်တော်လေး အထိနာခဲ့တယ်လို့ထင်တယ်။ဘာလို့ဆိုတော့တစ်ဖက်မှာမန်စီးတီးနဲ့လီဗာပူးတွေ့နေတဲ့အခြေမျိုးမှာသူကအမှတ်ပြည့်ယူသွားပြီးတော့ဟုတ်ဆန်နာလန်ကိုသာနိုင်ထားခဲ့မယ်ဆိုရင်လက်ရှိ international break မှာအ ਨੇ စုံပြိုင်ဘက်ကို6မှတ်9မှတ်လောက်ဖြတ်ထားနိုင်မယ်အနေထားကိုသူမယူနိုင်ခဲ့ဘူး။အဲ့ဒီ question မှာတော့ဆန်နာလန်တင်းရဲ့ကစားပေါ်ကလည်းတော်တော်လေး Arsenal အတွက်တကယ်ကိုခက်ခဲရအဲကစားရခက်ခဲတဲ့ပြိုင်ဘက်ဆိုတာမျိုးပြသွားခဲ့တာတော်တော်လေးကိုဟို physical ဘိုင်းရောဟို business ဘိုင်းရော မိပြူအပိုင်းအောင်တော်တော်လှုပ်သွားတာတော်တော်အားကောင်းတယ်လို့ပြောတယ်အဲ့တော့အာဆင်နယ်ကအမှတ်လျော့သွားတဲ့အချိန်မှာတစ်ဖက်ကမန်စီတီကအခုပြောသလိုပဲလီဗာပူးသင်းကိုအေကွေးမှာတက်တောင်တက်တာပဲနိုင်သွားတယ်ဒီတတိစည်းဆိုတဲ့အနေထားကမန်စီတီသင်းရဲ့ကျွန်တော်ဒါအရင်အကောင်းဆုံးကာလပေါ့နော်သူတို့ရဲ့ prime time ကမန်စီတီကစားသွားသလိုကိုကစားသွားခဲ့တယ်လီဗာပူးကဘယ်လိုမှမရှင်းနိုင်ခဲ့ဘူးအဲ့တော့မန်စီတီနိုင်ပွဲကြောင့်အာဆင်နယ်နဲ့သူတွေကြောင့်မှရမကလေးမှတ်ပဲပြတ်သွားရဲ့ဆိုလေးမှတ်ဆိုတာရာသီရဲ့၃ပုံ၃ပုံ၄ပုံ၃ပုံဒီကာလလောက်မှာလေးမှတ်ဆိုတာဘာမှပြောလို့မရတော့ဘူးပေါ့နော်အဲ့တော့ ထိတ်ကဥဆောင်နေတဲ့အာဆင်နယ်အတွက်အခုပြောသလိုပဲဟုတ်ဖီကတော့ပြန်ပြီးတော့ရောက်သွားခဲ့ပြီတစ်ဖက်ကမန်စီးတီးကလည်းဒီဒီယုံကြည်မှုနဲ့ဒီအတွေ့အကြုံနဲ့ဒီနီးပြားနဲ့ဒီစားသမားတွေနဲ့ဆိုရင်တော့ဒီလေးမက်ကသူ့အတွက်ဘာမှမဟုတ်တော့ဘူးနော်လီဗာပူးကကြတော့ဒီတရားဒီလုံးသူကရုန်းကန်နေရအထူးသဖြင့်ပထမတစ်ဖြတ်လောက်မှာပဲသူကအကောင်းဆုံးပုံစံရခဲ့ပြီးနောက်ဆုံးနှစ်ကြိမ်လောက်မှာသူကဒီ international break နှစ်ကြိမ်လောက်မှာသူရဲ့အကောင်းဆုံးပုံစံမရခဲ့ဘူးဟုတ်ကဲ့ခြေစွမ်းလည်းတော်တော်လေးဆိုးတယ်အဝေးကွင်းနေဆိုရင်အခုဆို၄ဘွဲ့ဆက်ရှုံးထားအဝေးကွင်းနေမှာတော်တော်အားနည်းတယ်ပြီးတော့ ပြီးခဲ့တဲ့နှစ်နဲ့ဘလို့မှမဆိုင်လောက်အောင်ကိုလီဗာပူးတင်းကကြာပါတယ်ဆိုတော့ဒါလီဗာပူးနေနေကတော့ဥဆောင်သူအာဆင်နယ်နဲ့၈မှတ်လောက်ပြတ်နေတယ်မန်စီးတီးနဲ့ကြားမှာလည်း၄မှတ်လောက်ပြတ်နေတယ်သူ့အထက်မှာလည်းအခုဆိုရင်ဆန်နာလန်တို့စပါတို့ဗီလာတို့မန်ယူတို့လိုအသင်းမျိုးတွေရောက်လာတယ်အဲ့ထဲမှာဆိုကျွန်တော်သတိထားမိတာဆန်နာလန်ဆိုရင်တန်းတက်တသင်းနေနဲ့ထင်ထအထက်အများကြီးပို့လုတ်ပြထားတယ်ဗျာတန်းတက်တသင်းနေလေဆိုတာအမတ်ပီဇာဒီအစီ၄လောက်ရောက်နေတယ်ဒါအဲ့ထဲမှာဗီလာဆိုလည်းယာတီအဖွဲ့မှာ၅ဘွဲဆက်တိုက်လောက် နိုင်ပွဲပြောက်ခဲ့ပြီးမှနောက်ပိုင်းမှာတောက်လျှောက်ရတန်မှန်မှန်နဲ့အခုဆိုအမှတ်ပေးစရာဒီထိတ်ဆုံးအသင့်နေတယ်ကိုကြောက်လာတယ်။စပါရိုမန်ယူတို့ကတော့တိတ်မထူး။ကောင်းတစ်ခါညံတလဲနဲ့စပါမန်ယူကဒီနေရာမှာဒါပေမဲ့မန်ယူနိုက်တက်ရဲ့နောက်ဆုံး၄၅ပွဲ၅ပွဲလောက်ကိုကြည့်မှဆိုသူလည်းမရှုံးခဲ့ဘူးဆိုတော့မန်ယူနိုက်တက်ကလက်ရှိတစ်ဖြတ်မှာတော့သူကခြေစွမ်းပိုင်းအရာရလပိုင်းအရာဒါတော်တော်လေးကောင်းတဲ့ဘက်ကိုဥတည်နေဆိုတော့ဒါထိတ်ဆုံးဒါ၆သင်းလောက်အနေထားပဲ။အဲ့ဒီမှာ Chelsea ဆိုရင်လူတွေတတိမထားမိချိန်မှာပဲ Chelsea ကအခု Arsenal Man City ရဲ့နောက်တတိယနေရာထိကတ်လိုက်တာတဲ့။ Chelsea ကြောင့်ကျွန်တော်သိပ်မပြောဘူးဆိုတာကသူ့ရဲ့လက်ရှိ squad depth အနေထားရ တရာဒီလုံးတိုင်းတာနဲ့တိုက်တယ်ကိုချိန်ရဖို့နည်းနည်းလေးသူ့မှာလိုအပ်ချက်ရှိနေသေးရဆိုတဲ့အနေအထားကျွန်တော်တို့တိုက်တယ် risk ကြောင်းပြောရင် Arsenal, Man City, Liverpool ပဲပြောကြတာအခုသူကိုယ်တိုင်လည်း Arsenal နဲ့ချားမှာရမှာ6မှတ်လောက်ပဲပြတ်တယ်ဆိုသူကိုယ်တိုင်လည်း Liverpool သာမျှော်လင့်ချက်ရှိအောင်မယ်ဆိုရင်သူလည်းမျှော်လင့်လို့ရရဲဆိုတော့ဒါလက်ရှိတစ်ဖက်အနေအထားမှာတော့ဒါ Man City ရဲ့တိုးတက်လာမှုနဲ့ Arsenal ဥဆောင်နေမှုကြားကအားပြိုင်မှုဆရာတစ်ပည့်နှစ်ယောက်ရဲ့နောက်ထပ်အားပြိုင်မှုကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမယ်နှစ်ဖြစ်လာမယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီအာဆင်နယ်အကြောင်းကိုကျွန်တော်ရှေ့ဒီ ပြီးရင်2လ3လတောက်လျှောက်ပြောပြကြတယ်ပေါ့နော်ပြီးတော့အဲ့တော့ပရီးမီယာလီကလာအဖြစ်ဆိုရင်ဒါ3လလောက်ရှိပြီတလတစ်ဖြက်မှာအပြောင်းလဲတွေကအသင်းတွေရဲ့ဟန်ဆက်ကအမျိုးမျိုးပြောင်းလိုက်ပြောင်းလဲတယ်ပေါ့နော်ဒီမှာတည်ငြိမ်တဲ့အသင်းတွေလည်းရှိရဲ့အဲ့တော့ဟိုခုဆိုရင်တော့ပြောရလေးပြန်ချုပ်ရင်ကျွန်တော်ဘာလို့ထူးထူးခြားခြားမြင်လဲဆိုတော့ပွင့်လေးပြောရင်ဘာမှမကွာတော့လို့ပြောလို့ရတယ်အမပီးစရာကိုထိဆုံးဥဆောင်ဒီလေးမတ်ဆိုတာဟိုမက်ဆီဒီနဲ့အာဆင်နယ်နဲ့လက်ရှိအဲကစားသမားအခြေအနေတွေ ဒီဖြတ်တမ်းမှုတုံးလာတဲ့မှာယုံကန်လာတယ်မယုံကန်လာတယ်တည်ငြိမ်လာတယ်မတည်ငြိမ်လာတယ်ကတော့ကွာလိုက်မယ်တော်တော်လေးဒါပေမဲ့အမှတ်ကိုကြည့်လိုက်ရင်လေးမှတ်ဆိုတာဘာမှကွာတယ်လို့သိပြီးပြောလို့မရတော့ဘူးပြီးတော့ဟိုမန်စီးတီးလည်းဖြစ်နေတာဟုတ်အဲ့မန်စီးတီးဆိုတာဟိုအာဆင်နယ်ကိုဒီ9မှ10မှအကွာမာတော့မှဟိုရာသီတင်းကလေးတော့မှရအောင်ကြော်ခဲ့တဲ့တင်းဆိုတော့နည်းနည်းလေးဟိုကြောက်စရာကောင်းတယ်လို့အာဆင်နယ်အတွက်အဲနည်းနည်းအန်ဒီယရှိရလို့ပြောနိုင်တဲ့အခြေအနေလေးပေါ့နော်အဲ့တော့ခုချင်းညာပြောပါဦးခုချင်းညာကတော့ အာဒီပရီးမီးယားလိဒီဒီဆက်တပွဲအပြီးလေးမပြောခင်မှာကျွန်တော်ပြီးခဲ့ပိုင်လေးနဲ့ပြန်ပြောအောင်ဒီဆန်နလန်နဲ့ဒီအာဆင်နယ်ပွဲလေးဆိုတော့အဲ့မှာပြောခဲ့ဒါကဟိုအကြီးကြီးနေနဲ့ပြောတာပါဟိုဟိုဘယ်လိုပြောရမလဲဟိုပြီးခဲ့ဘက်ကပြောခဲ့ရလေဆန်နလန်ကကျွန်တော်အဲ့ပွဲကဟိုဟိုအာဆင်နယ်အသင်းကိုဂိုးရဖို့တဲ့ဂိုးပေါက်ချိန်ချဖို့အရေးတော်စင်တူလာမယ်ဆိုတော့အခုတော့ချိန်ချောက်တဲ့အခြေအနေတော့ဂိုးရပါဆိုတော့ပြောပါအောင်ဆန်နလန်ကအခုဆိုရင်လည်းပြောရဲဆန်နလန်ရဲ့အိုင်ဒီယာကစားမှုလေးကလည်းအာဆင်နယ်တုတ်ပြန်မှုလေးကလည်းကောင်းတယ်ဆိုတော့အဲ့ပွဲလေးနေလေးပြန် တတိယလေးလို့ပါအဲ့တော့ဟိုတစ်ချိန်မို့တစ်ချိန်တော့ကျွန်တော်တို့ဒီမိုးဆိုတာရွာမှာပေါ့မိုးကအုံနေတယ်တစ်ချိန်မို့တစ်ချိန်တော့ရွာမှာပဲပေါ့နော်ဟိုဘယ်နေ့ဘယ်အချိန်မှရွာမလဲအမှန်တမ်းပြောရင်ဒီစနန်းလန်းနဲ့ပွဲကိုကျွန်တော်တို့ကကုမပေးပဲနဲ့နိုင်သွားအောင်မထင်တာဥမာအများကြီး3-5ကိုပြတ်တာတက်ကို1-0လောက်အဲ့လိုမျိုးလည်းကတ်ပြီးနိုင်သွားအောင်မယ်အာဆင်နယ်အတွက်ခတ်မဲ့ပွဲကဒီ international break ပြီးပြန်လာတော့မှစပါ ဘိုင်ယန်မြူးနစ်ချယ်ဆီအဲ့ဒီမှာဆက်ထောက်တော့မယ်အဲ့ဒီမှာဂိုးတွေလည်းပေးမယ်တချို့ပွဲတွေမှာအမှတ်ရတော့မယ်ဒီမှာလာတော့မယ်လို့ထင်ထားတာဒါကျွန်တော်တို့ရဲ့အမြင်ပေါ့လေအဲ့ဒါကြောင့်လဲဆန်လန်လန်ပွဲမှာအာဆင်နယ်ပေးကိုမရှိမနေနိုင်သွားမယ်လို့ထင်တယ်ဒါပေမဲ့တခါတလေမှာကျွန်တော်တို့ဘလို့ပဲထင်တယ်ဘောလုံးမှာဘာမှမဆိုဖြစ်နိုင်နေဗျအိုးအောက်ဆုံးအသင်းကလည်းဟိုထိတ်ဆုံးအသင်းကလည်းနိုင်ရင်လည်းနိုင်သွားမှာပဲဒါကျွန်တော်တို့အမြင်တော့ထင်တာကိုကြိုပြောတယ်ထင်တဲ့အတိုင်းမဖြစ်လာဘူးဟိုရှေ့မှာ၄ပွဲလောက်မှာပြန်ပဲ၄ဟိုဝက်ဆန်ရယ်ဖူဟန်ရယ်ပဲလစ်ကဘန်လီရယ်၄ပွဲလောက်ပေါင်းလိုက်မှာမှာ အဲ့၄သင်းလုံးပေါင်းမှမှအာဆနယ်ဂိုးဘောက်ကိုတစ်ချိန်ပဲကန်ခွင့်ရခဲ့တဲ့ခြေနေအဲ့လောက်ထိ solid ဖြစ်ပါတယ်ဆိုတော့အာဆနယ်ခံစိတ်ကိုဆန်နလန်ကတပွဲမှာနှစ်ဂိုးသွင်းသွားတယ်ပထမဆုံးသင်းမယ်မန်စတီးလည်းမလုံနိုင်ဘူးအဲ့လောက်ကိုလီဗာပူးလည်းမလုံနိုင်ဘူးဘယ်သင်းမှမလုံနိုင်ဘူးအာဆနယ်နဲ့တွေ့ထားတဲ့ဒီဟာဒီဘယ်သင်းမှ Champion League ကိုဘယ်သင်းမှမလုံနိုင်တဲ့အလုပ်ကိုတန်းတက်လာတဲ့ဒီကျွန်တော်တို့အရင်တော့ဆို Premier League ပြိုင်ပွဲတွေတောင်မှသိရင်းနေမယ်မထင်တဲ့ဒီနီးပြ Libres ကဆန်နလန်ကလုံပြသွားဆိုတော့ဒါဆန်နလန်ကို ကျွန်တော် credit ပေးရမယ်အာဆနယ်ရော့တာအာဆနယ်ဘာမှလဲဆိုတာနောက်တစ်ပိုင်းကျွန်တော်ဆန်နလန်ဒီလောက်လုံနိုင်တာကဘယ်သူမှမလုံနိုင်တဲ့အလုပ်ကိုလုံနိုင်တာကိုကျွန်တော်တို့ချီးကျူးဖို့ကျွန်တော်မပြတ်ကွက်သေးဘူးလို့ထင်တယ်ဒီအားဒီအာဆနယ်ပထမဆုံး2ဂိုးပေးရတဲ့ပွဲပြီးတော့နောက်တစ်ခုဆိုးရအာဆနယ်ဘက်မှာကျွန်တော်ပြောရင်ဒီဂိုးပေးလိုက်ရတဲ့ပြဿနာကိုအာဒီတာလည်းပြောထားတယ်သူတို့ဂိုးလုံးဝမပေးခြင်းဘူးအဲ့ပထမဂိုးစပြီးတော့ဆန်နလန်အဖွင့်ကိုပေးလိုက်ရတဲ့အာဆနယ်ကဒီ psychology စိတ်ပိုင်းဆိုင်ရာမှာကသူတို့ပြဿနာစဖြစ်လာတာပဲဂိုးတောက်လျှောက်မပေးလာတဲ့အသင်းက တို့ကိုယ်တိုင်လည်းဂိုးပေးရမယ်လို့ဒီဘွဲမှာမထင်နာသေးဘူးဂိုးတကိုးစပေးလိုက်တဲ့အချိန်မှာတို့ကိုယ်တိုင်ရှော့ကြရသွားပြီးတော့အဲ့မှာအသိန်းကတိဆောက်ပုံတွေတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေမှာအများကြီးထိကြိုက်သွားပုံရတယ်ပေါ့နော်အဲ့တော့အာဆန်နဲ့ပတ်သက်လာရင်ကျွန်တော်အများအပြောပါအများတန်းထိလွယ်ရှာလွယ်အသိန်းဒီရာဒီမှာတော့ပိုရင်းကျက်လာတယ်ပိုတည်ငြိမ်လာတယ်ပိုတန်မာလာတယ်အဲ့တော့ဒီဘွဲကတပွဲစာခြေချော်မှုဘောလုံးသင်းသင်းရတော့ကွာရှင်းရှင်းလေးရိုးရှင်းရှင်းလေးပြောတာတရာဒီလုံး38ဘွဲဘယ်အသိန်းမှမနိုင်ဘူးဒါတော့လုံးဝသေးကြတယ်အဲ့တော့အာဆန်လည်းနိုင်မှာလည်းမဟုတ်ဘူး ဒီလိုခြေချော်တဲ့ပွဲတွေကထင်ထားတဲ့ပွဲတွေလည်းဖြစ်နိုင်တယ်လီဗာပူးရဲ့ပွဲလို Man City ရဲ့ပွဲလို့ကျွန်တော်တို့အမှတ်ရော့မယ်လို့ထင်ထားတဲ့ပွဲမျိုးတွေမှာလည်းအမှတ်ရော့တာမျိုးလည်းဖြစ်နိုင်တယ်လို့အခုလိုမထင်ထားတဲ့ပွဲမျိုးတွေမှာဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမထင်မှတ်တဲ့ပွဲတွေခက်စိတ်စိတ်ခက်များများအမှတ်ရော့လာရင်ဒါမကောင်းတော့အဲ့ဒါပြဿနာရှိပြီအဲ့တော့တခါတလေရံပါရံခါဖြစ်ခွင့်ရှိတယ်ဖြစ်လို့ရတယ်ပြိုင်ဘက်တွေလည်းဖြစ်မှာပဲဒါဟာတခါတလေပဲကောင်းတယ်တခါတလေလည်းကြော်ပြီးတော့ဖြစ်လေဖြစ်တာရှိတယ်ဖြစ်ရောမထူးကြတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားရင်ဒါအာဆင်နယ်အတွက်မကောင်းဘူးအဲ့တော့ နှစ်ချက်ပေါ့နော်အာဆန်နယ်ဒီလိုပြဿနာတွေကိုရှေ့မှာလဲကြုံခဲ့ပြီးပြီလို့တပွဲလောက်ခြေချော်ရင်နောက်ပွဲတွေမှာအဲ့ဒီမီးပွားတွေကဆင်ပြီးတော့ကူးလာတယ်အဲ့ဒီရဲ့ဒီစိတ်ပန်းဆိုင်ရာရိုက်ခတ်မှုတွေနဲ့မယုံကြည်မှုတွေသူတို့ရောကြမှုတွေအဲ့ဒါတွေခံစားလာဒီချိန်မှာတော့အဲ့ဒါကိုမဖြစ်တော့ဘူးငါတို့ကတန်မာနေပြီတပွဲသာခြေချော်မှုပဲနောက်ပွဲတွေမှာကိုယ့်အလုပ်ကိုလုပ်မယ်ဆိုတော့ပြန်လုပ်ပြရမယ်တသက်ပြရစရာလေးရှိလာပြီတကယ်ဟိုအချိန်နေပြိုင်ဘက်ကောင်းနေတဲ့တွေ့ရမယ့်ပွဲတွေမှာစပါတို့ Chelsea တို့နဲ့တွေ့ရမယ့်ပွဲမှာအဲ့တက်တေပြမှုကိုသူပြန်လုပ်ပြရတာပေါ့နောက်မဆိုရင်အာဆန်နယ်အတွက်ပို့ပြီးတော့စိန်ခေါ်မှုနဲ့ဖိအားပို့ပြီးတော့ကြီးသွားနိုင်တယ်နောက်တစ်ဖက်မှာလည်းဦးနာကျွန်တော်ပြောလို့ပေါ့ဒီအမှတ်မရောတဲ့နယ်ပွဲတွေကျွန်တော်ရှေ့မှာရှိကျခဲ့ပါတယ်နယူကာဆယ်ကိုနိုင်ခဲ့တော့ဝက်ဆန်ကိုနိုင်တော့ပဲလစ်ကိုနိုင်တော့ဖူဟန်ကိုနိုင်တော့ပြီးခဲ့တဲ့ရာသီအာဆန်နယ်အဲ့လိုအသင်းတွေကိုမနိုင်လို့ချန်ပီယံလိဂ်မှာဖြစ်တာကျွန်တော်တို့အများကြီးပြောခဲ့ကြတယ်ဒီနှစ်တော့အဲ့ဒါတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီတခုချင်းစီပု္ပ္ပစာတွေကိုအပြည့်ပြေးနိုင်ခဲ့ပြီဒါပေမဲ့ဒီနှစ်နောက်ထပ်ပု္ပ္ပစာအသင်းသူအရင်မကြော်ခဲ့ရဘူးတဲ့ဆန်ဒလန်ဆိုတဲ့တိုင်တဲ့အသင်းကိုဒီနှစ်ကြုံနေတယ် အမှတ်ယော့သွားတယ်အဲ့တော့နောက်လာမဲ့ပွဲတွေမှာဒီလိုမထင်မဲ့တဲ့အသင်းငယ်လေးအသင်းလက်လေးနဲ့ပွဲတွေမှာအမှတ်မယော့အောင်တော့အဒီတာနဲ့အာဆန်နယ်ပို့ပြီးတော့တတိထားရောမယ်လို့အဲ့လိုတော့မြင်ပါအမှန်တော့လေကျွန်တော်တို့ကဒီကောင်းစဉ်ကိုပြောနေတယ်ဆိုတာအာဆန်နယ်ဘက်မှာအများကြီးမျှော်လင့်ထားလို့လည်းပါပါတယ်ဟုတ်ပါဘူးအမှ7ပွဲကစားတယ်2ပွဲနိုင်တယ်အဲ2ပွဲရှုံးတယ်ပွဲတီ2ပွဲရှုံးတယ်2ပွဲတီကြရတယ်အမှတ်အဲ့လောက်တော့2ပွဲတီ2ပွဲရှုံးပါနော်ဟုတ်ရမှာ9ဘယ်နှမှတ်ဖက်မလဲ2ပွဲရှုံးတော့3မှတ်2ပွဲတီဆိုတော့ဒါနံပါတ်9မှတ်ပဲရော့တယ်ဗျာပြောချင်တာ7ပွဲမှာ အဲ့လောက်ဆိုတော့လက်ခံပေးရမှာပါပြောချင်တာဟုတ်ကျွန်တော်ကသူ့ကိုတအား solid ဖြစ်တယ်ခန်းစစ်ကလည်းဂိုမပေဘူး clean sheet တွေတောက်လျှောက်ရထားရဆိုတော့ထင်ထားတာဒီပွဲကိုပုံမှန်တိုင်းပဲကြော်ဖြတ်သွားမယ်လို့ထင်လိုက်လို့သားဒါပြောအမှန်တော့စိုးစိုးဝါးဝါးအချိန်တော့မဟုတ်သေးပါဘူးစိုးစိုးဝါးဝါးတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့ဟိုဒီပြင်းပြအချိန်နေရဆိုရင်အစနေကဟိုစိုးစိုးဝါးအချိန်တခုတော့မဟုတ်ဘူးလက်ခံလို့ရတယ်ညှော်လင်းတဲ့လောက်တော့ မဟုတ်ခဲ့ပေမဲ့ဒီတဲ့ပုံမျောလင့်ခဲ့ကောင်းမျောလင့်ပေမဲ့လက်ခံလို့ရတဲ့အခြေအနေတစ်ခုမှရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုဒီလိုအတွေးတွေဘယ်ရရောက်လာလဲဆိုတော့ Mercedes တူနောက်မှာကတ်ရောက်လာခြင်းပုံမှာသူ့ပုံမှာစိုးရိမ်တွေပို့ပြီးတော့ရောက်လာခဲ့တာလဲပါတာပေါ့လေအဲ့တော့ဟိုကျွန်တော်တို့အဲ့တော့ဆက်လက်ပြီးတော့ဒီဆောင်းပေးပြောရင်ဒီ Arsenal နဲ့ Mercedes ပဲတွားမှာလေရှိတယ်ဆိုတော့အဲ့တော့ Mercedes တွေကိုတစ်ချက်တော့တွားနေတယ်ပဲကျွန်တော်တို့ Mercedes ကြောင့်လဲထဲထဲဝင်သိမပြောတာကြာပြီဆိုတော့လေအဲ့ Mercedes အခုရောက်လာခဲ့တဲ့အခြေအနေလေးอ่ะ ဘယ်လိုဖြစ်နိုင်မလဲပေါ့ကျွန်တော်တို့မထင်မပဲအာဒီအာဒီမှာချန်ပီယံနောက်ထပ်တစ်ချိန်ရသွားနိုင်တဲ့အထဲမှာရောသူပါလာနိုင်သေးလားပေါ့လေဒါမှမဟုတ်ရင်ဟိုရခိုင်နဲ့ဘလောက်ပဲအခွင့်အရေးရှိနိုင်တယ်ပေါ့လေသူ့ရဲ့အာနာအာတာချင်းအာနေချင်းလေးတွေမန်စတီချင်းလေးတွေစပြီးတော့အခုဆိုရင်တော့ပဲအရင်စပြီးတော့ပြောပါဦးဗျာဟုတ်ကဲ့ပါမန်စတီကကြတော့ဒီပရီးမီးယားလိဂ်ကိုလွှမ်းမိုးထားတဲ့အသင်းပေါ့နော်ကျွန်တော်တို့ရဲ့လက်မျက်မှောက်ခဲ့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးသင်းလို့ကျွန်တော်လက်ခံထားပြီးသားဆိုတော့ဟုတ် လေးမှတ်ဥဆောင်နေတာမန်စီးတီးဆိုကျွန်တော်မန်စီးတီးပြတ်သွားပြီလို့ကျွန်တော်ပြောမှာဟုတ်အာဆင်နယ်ထက်မန်စီးတီးကလေးမှတ်လောက်ပြတ်နေရယ်မန်စီးတီးရဲ့အရှိန်ဟုံကြီးနဲ့သူ့ရဲ့ဟိုစုဖွဲ့မှုနဲ့နီးပြရဲ့အခြေသွင်းနဲ့ဆိုလေးမှတ်ဆိုတော့အာမစီးတီးကအရန်ကြီးကိုဟိုကြိုင်ဘက်တွေကိုဖြတ်သွားတော့မယ်လို့ထင်ပေမဲ့ပြေးနေတာအာဆင်နယ်ဖြစ်နေတယ်ကျွန်တော်မန်စီးတီးနောက်ကလေးမှတ်กว่าနဲ့လိုက်နေရအောင်ရှေ့ကကျွန်တော်ပြေးပြေးနေပြငါတော့ကမီတော့မှလားဆိုအတွေ့မျိုးကျွန်တော်ကိုယ်တိုင်အခုခံစားလာတယ်လေးမှတ်ဆိုနေတာမှာကျွန်တော်ကိုယ်တိုင်အာဆင်နယ်ပိတ်သက်တရားနေနေဆိုရင်အဲ့လိုခံစားလာတယ်မန်စီးတီးကရှေ့ကပြေးနေအဲ့လေးမှတ်ငါလိုက်မီပါမဟုတ်ပါလားဆိုတဲ့အတွေ့ဖြစ်မှာပါဗျာပြောချင်တာ အခြေအနေချင်းကမတူဘူးဗျ။ Mansiti ဖြစ်နေလို့လည်းပါတယ်။ဟုတ်။ပြီးတော့ Mansiti မှာအားသာချက်တွေလည်းရှိတယ်။အားနည်းချက်တွေလည်းရှိတယ်။ဒါပေမဲ့ဒီပြီးခဲ့တဲ့နောက်ဆုံး Liverpool နဲ့ပွဲတပွဲတည်းကိုကြည့်မယ်ဆိုရင်ဒါ Champion ချေဆွမ်းမယ်။ Liverpool လို့သူ့ရဲ့အနည်းဆုံးပြိုင်ဘက်တကယ်ပါဝါဟောက်ဒါပြိုင်နေရတဲ့အသင်းကိုသူကစားသွားတာတော်တော်ကြီးကိုကောင်းတာ။အသင်းလိုက်လည်းကောင်းတယ်။တူးချင်းနေမှာလည်းတကယ်ထိမနိုင်သိမရချေဆွမ်းပြသွားတဲ့ဒိုဂူလို့လို့ကစားမမျိုးတွေပေါ့နော်။ဒိုဂူကဒါ Mansiti ကိုဒါ၃နှစ်မြောက်လောက်ရှိပြီ။ဒီညာဒီညာဒီညာသူ့ရဲ့အကောင်းဆုံးစီစဉ်မယ်။ ကျွန်တော်ဒီပွဲမတိုင်ခင်လဲ preview ပြောတော့လဲဒိုကူကိုဘယ်လိုထိမ့်ရမယ်ဆိုတော့ကျွန်တော်တို့ပြောခဲ့ကြတယ်ပေါ့နော်ထိမ့်ဖို့ကိုမလွယ်တာဗျာတပတ်ကလေဘာဘူးဘယ်လိုမှအဖြေရှာမတွေ့ခဲ့လို့လဲရလက်ကတလောက်ထိပြတ်သားသွားတာပြီးတော့တို့မှာဟာလန်လို့တကယ်ကို world class clinical ဖြစ်တဲ့တိုက်စစ်မှုရှိအချိန်မရွေးကိုးစံနိုင်တယ် penalty မဝင်ဘူးဒါပေမဲ့သူ့မှာအဲ့ဖိအားတွေဝင်သွားတယ်ဆိုတော့ဟိုမရှိမရှိဘူးသူ့ကိုမြင်နေရတာတော်တော်တာလေးပဲပြီးတော့နောက်အဖွင့်ကိုသူ့စီကိုလာတဲ့ဘောလုံးကပြိုင်ဘက်နှစ်ယောက်ညှက်ထားတဲ့ကြားမှာသူကနောက်ကနေခုန်တိုက်ရတော့ကျွန်တော်ဒါ half chance တော့မရှိဘူးဟုတ်ဟုတ်တစ်ဖက်ကလည်းသူ့ ဖြတ်တင်လိုက်တယ်သူအချိန်ကိုင်းခုံတိုက်သွားတယ်အဲ့လိုမျိုးတွေပြပွဲကိုအဆုံးဖြတ်ပေးနိုင်မယ့်ဇာမမျိုးတွေရှိနေတယ်သူမှတူးချင်းအရာပေါ့နော်အတင်းလိုက်ကြတော့အရန်ကြီးပြအာဆင်နယ်လောက် solid ဖြစ်တဲ့ခံစစ်မဟုတ်ဘူးအာဆင်နယ်ကကွင်းလည်းမမာကြောဒါပေမဲ့သူမှအတိုက်စစ်မှာအာဆင်နယ်ထက်ပိုကောင်းနေတဲ့အရာတွေသူမှရှိတယ်ပေါ့နော်ပြီးတော့ Foden တို့လည်းကောင်းလာတပြိုင်တည်းမှာ Foden တို့ကောင်းလာတယ် Real Real Shaki တို့လိုကစားမမျိုးတွေခြေစွမ်းတွေအရန်တက်လာတယ် Doku ကထိမနိုင်သိမရဖြစ်လာတယ် Haaland ကြီးကတကယ်စက်ရုပ်ကြီးလိုလုတ်ပြနေတယ်ဆိုတော့ဒါတွေကအာဆင်နယ်နဲ့ပတ်သက်ရင်အားသာသူမှလည်းအားနေချက်ရှိတယ်အဲ့ဒီအားနေချက်ကကျွန်တော်တို့ လီဗာပူးနဲ့ပွဲမတိုင်ခင်လည်းပြောခဲ့တယ်ဟာလန်နဲ့သူအတင်ကြာကွန်နက်ရှင်ကိုဖြတ်တောက်နိုင်မှုလို့လေဟာလန်ကဘလို့ထိမ့်မလဲဆိုတော့အဖြေရှာမယ်ပြီးတော့ဟာလန်စီထွက်လာမယ်ဘောလုံးလမ်းကြောင်းတွေကိုဖြတ်တောက်နိုင်မယ်ဆိုရင်သူကတူးထဲနဲ့သွားနေတာဗျာဟုတ်ဟာလန်ကိုရက်တက်နိုင်ရင်မစီးရီးကရက်တက်ပြီလို့ပြောလို့ရတဲ့အနေထားဆိုတော့ဒါအားသာချက်လို့ပြောလို့ရရဲ့သူ့ရဲ့အားနေချက်ကလည်းအဲ့ဒါပဲအဲ့အားနေချက်ကတချင်ချင်းမှသူလည်းပေါ်လာမှာပဲပေါ့နော်အခုယာလီစမှသူပေါ်ခဲ့ပြီးသွားပြီသူကသူကယာလီစမှစောစောကိုသူကသူ့ရဲ့ဒီအချင်းတွေကစိုးခဲ့ပြီးမှတာထွက်ခဲ့တာသုံးပွဲမှာနှစ်ပွဲရှုံးနဲ့တာထွက်ပြီးမှလိုက်လာတာဆိုတော့ အခုပြန်ပြီးတော့တက်မှတ်နေရဆိုတချင်းချင်းမှသူဓာပြန်ပေါ်လာဓာပြန်ပေါ်ရင်သူလည်းအမှတ်ပြန်ရောက်မှာဆိုနောက်ကလိုက်နေတဲ့အသင်းတွေကလည်းသူ့ကိုမှီသွားနိုင်တယ်လို့ရှီယာဦးဆောင်နေတဲ့အာဆန်တွေကလည်းအမှတ်ထပ်ပြီးထပ်ဖြတ်ကောင်းလည်းဖြတ်သွားနိုင်ရဆိုတာကျွန်တော်လက်ရှိကြုံတွေ့ရတဲ့အခြေအနေပေါ်မှာပဲအခြေခံပြောတာဆိုတော့လက်ရှိဖောင်မှာတော့မန်စီးတီးကပိုကြောက်စရာကောင်းတဲ့အနေထားမှာရှိတယ်အာဆန်တွေကကလင်းရှစ်တွေဇက်တိုက်ယူနေတယ်ဆိုပေမဲ့အဲ့ကလင်းရှစ်လည်းဖောက်သွားပြီသူတို့ရဲ့တိုက်စက်ကလည်းအရန်ကြီးဟိုကြောက်စရာမဟုတ်ဘူးပဲမန်စီးတီးနဲ့ရှင်သူတိုက်စက်ကကြောက်စရာမဟုတ်ဘူးဆိုတော့ခန်းစားချက်မျိုးရဒီနှစ်ခုမှာတော့တိုက်စစ်ချင်းမှာတော့ မန်စတီးကလုတ်ရီကိုင်ကြီးအရန်မြင့်တယ်အရန်ကြောက်စရာကောင်းတယ်ဒီအချက်ကအားသာချက်လို့ထင်တယ်ဟုတ်ကဲ့အဲ့တော့ဟိုကျွန်တော်တို့မန်စတီးမှာတခြားသောပရီးမီးယားလိစကူးတင်တဲ့ဟိုအရန်တာနေရာဒီဟာလန်နဲ့တိုက်တိုက်ဆုပ်ခဲ့ဟုတ်ကဲ့အဲ့တော့ဟိုချန်ပီယံဖြစ်မဲ့အထဲမှာလည်း तू ကအားသာမယ်ဆိုဒီကြောင်းရင်အားသာချက်ဖြစ်နေတယ်နောက်တစ်ခုကကိုစိုးရင်တော့ပြောတာလေးကိုလက်ခံပါတယ်ဆိုတော့ဟို အာဆင်နယ်ကိုရှေ့ကနေပူးဆောင်ပြီးတော့တစ်ချိန်ချိန်မှာမားနိုင်တယ်ဆိုရင်ကျွန်တော်ဒုတိယလိုက်နေတဲ့မက်ဆီကိုတန်းက तू ရောမမားပဲနေတော့မှာပေါ့။ तू ရောမမမပြောပဲနေတော့ဆိုအဲ့တော့ तू လည်းတစ်ချိန်ချိန်ဒါရောက်ကြရပါမယ်ကြုံကြရပါမယ်။အဲ့တော့ဟိုဘလို့နေဆက်ပြင်လာမလဲတော့မသိဘူးပေါ့လေ။အဲ့တော့ဟိုအာဆင်နယ်ဘုံကြည့်ရင်တော့အာဆင်နယ်ကျတော့ကျွန်တော်တို့ကနည်းနည်းလေးစိုးရိမ်တာပြီးခဲ့နှစ်က ဒဏ်ရာတွေကလည်းရှိထားတာဟုတ်ဒီစမှာ project ကလာရေးလာပြီးဟိုဇန်နဝါရီအချိန်ဒီ Arsenal ရဲ့ injury တွေ injury ဖြစ်တဲ့အချိန်တွေကိုကျွန်တော်တို့ကစိတ်ပူတာလည်းပါတာပေါ့လေဒါပေမဲ့ဒီဒီချိန်တော့ဟိုဘယ်လိုကြော်ဖြတ်မလဲဆိုတော့တွေးကြည့်ရမှာပေါ့လေအဲ့တော့ဟိုကျွန်တော်တို့ဒီဒီနေ့ season လေးကဒါမှ City နဲ့ Arsenal ကြောင်းလဲပြောပြီးပြီဆိုတော့နောက်ထပ်သတင်းရအောင်ကျွန်တော်တို့ရဲ့ဒီဟိုအချစ်တော်အသင်းပေါ့လေ United ကြောင်းလဲပြောနေတာပေါ့လေအဲ့တော့ United ဟာဒီပြီးခဲ့တဲ့ October လာဝဲလောင်းနဲ့ဒီဘက်နိုဘာလာဝဲလောင်းပေါ့လေဒါပေမဲ့တလာနီးပါလောက်လေးရက်လက်လေးတိုးတက်လာခဲ့တယ်ရက်လက်လေးတွေတိုးတက်လာဆိုရတဲ့ခြေစွမ်းပိုင်းကွင်းနဲ့ဆန်းဆောင်တချို့တိုးတက်ဖို့ကိုလည်းကျွန်တော်တို့မြင်ရတယ်လို့ဟိုပြောနိုင်တယ်ပေါ့လေအပေါင်းလက္ခဏာဆောင်တဲ့ဟိုလမ်းကြောင်းလေးပေါ်တော့ရောက်လာတယ်ပေါ့လေအဲ့တော့ United ရဲ့ဒီဆက်တပွဲဖြတ်တန်းမှုလေးနဲ့ဒီအမော်ရီနဲ့လာလျှောက်လာခဲ့တဲ့ခီးတလျှောက်ပေါ့လေဟိုဘလောက်ဒီ United ကကျွန်တော်တို့ဟိုအဆင်ပြေနေပြီလဲပေါ့လေဘာတွေထပ်ဖြစ်နိုင်လဲ ဘာမှဖြစ်မလာနိုင်ဘူးလားပြီးဘာမှဆက်မဖြစ်ဘူးလေပဲထပ်ပြီးတော့มาလာပေါ့လေအဲ့တော့ကုချင်းကြီးအဲ့ဒါလေးနည်းနည်းစပြောပေါ့ဟုတ်ကဲ့ပါအဲ့တော့အခုပြောသလိုပဲယာဒီဆာဒါထွက်ကတော့မနှစ်ကနေအသိအရင်ထူးမချာနာပါပဲယာဒီဆာဒါထွက်ဒီ၄၅ဘွဲလောက်မှာတပွဲလောက်ပဲနိုင်တယ်အဲနိုင်တာကလည်းဘန်လေးကိုဂျကုတ်ဂျက်ကဲနဲ့ဒီ last minute မှာ penalty ရပြီးနိုင်တယ်ဆိုတော့ကြားထဲမှာ green speed down လို့ ဟိုဘယ်လိကမှမသိလီတူးလောက်ကအသင်းကိုရှုံပြီးတော့လီဘလာနဲ့ထွက်လိုက်ရတာကြတော့အသင်းရဲ့ပုံရိပ်ပါထိတယ်ကစားပိတ်သက်တွေကအဲ့ဒီမှာတော်တော်လေးသိခတ်တယ်ဆိုတော့ကုံသွားတာအဲ့ဘွဲမှာကြည့်ရတာအမိုရင်ကိုလည်းသူ့ရဲ့လက်နောက်ဆုံးပွဲလို့တော့မှသူ့ရဲ့ body language ကြီးရထင်ရတယ်ဒီမှာချီချူးကိုကောင်းတာအသင်းပိုင်ရှင်တွေအရင်ကလည်းဒီလိုအမားတွေလောက်ခဲ့ပြီးပြီဒီမှာတော့တူညီတဲ့အမားတစ်ခုကိုသူထပ်မလုပ်တော့ဘူးအရင် panic မဖြစ်သွားဘူးပဲဗျာပြောချင်တာပိတ်သက်တစ်ကမ္ဘာလုံးကရှိတဲ့ United ပိတ်သက်တွေအားလုံးကအဲ့လိုအချိန်မှာလက်မခံတော့ဘူးနီးပြဒီနီးပြနဲ့ဆိုငါတို့ဘာမှဆက်မဖြစ်နိုင်တော့ဘူးဆိုတော့ အချိန်မျိုးမှာနီးပြောက်လုံးဝဘက်ကက်လုတ်ပေးခဲ့အာဒီဒါရဲ့အဆိုးအဆုံးကာလတွေရှိခဲ့တယ်အာဆနယ်ဘုတ်ဖွဲ့ဘက်ကက်လုတ်ပေးခဲ့လို့ဒီလိုရွှေရောင်နေ့ရက်တွေကိုဖြတ်တန်းခွင့်ရလာတာအဲ့တော့အမိုးရင်မှာလဲဒါသူတို့တခုခုကျွန်တော်တို့မမြင်လာတဲ့ဟာတခုခုမြင်လို့လဲဘက်ကက်လုတ်ပေးခဲ့တာဒီတိုင်းတော့အစိမ့်တက်တက်တော့မင်းလှုပ်ချင်တာလှုပ်ဆိုပြီးတော့ဘိုးဘွားပိုင်လို့တော့ဘယ်သူမှတော့မပေးဘူးအဲ့တော့ဘုတ်ဖွဲ့ရဲ့မှန်ကန်တဲ့ဒီနီးပြောက်ထောက်ခံပေးမှုကြောင့်နောက်ပိုင်းမှာတော့အမိုးရင်ကိုဒါအသေးရဲ့ ဒီ share တစိမ့်ဒီပိုင်းပိုင်းနဲ့စာချင်း red click ကိုယ်တိုင်က3နှစ်လောက်အချိန်ပေးမယ်လို့ပြောတဲ့နောက်ပိုင်းမှာအမိုးရင်းလဲကျုံသွားတယ်ဒါအပြောရည်နဲ့မဟုတ်အလုံးနဲ့တက်သေးပြရတော့မယ်ဆန်နလန်းကိုအိမ်ခွေးမှာနိုင်လိုက်တဲ့ပွဲကစပြီးတော့ dining point တစ်ခုကိုကျွန်တော်စမြင်ရတာပဲတောက်လျှောက်အဲ့မှာ3ပွဲဆက်နိုင်တယ် liverpool လို့ကစားခတ်တဲ့ anfield လို့ကစားခတ်တဲ့တဲ့ကိုအဝေးကွင်းမှာ၉နှစ်လောက်မနိုင်ခဲ့တဲ့ကွင်းမှာသွားနိုင်ခဲ့တဲ့အထိကိုပေါက်မြောက်ခဲ့ရဆိုတော့ဒီအချိန်လေးတစ်ခုကတော့ United ကလက်ရှိကာလက ဒီအမိုးရင်းနီးပြတ်ဖြစ်လာတဲ့တစ်နှစ်လောက်အတွင်းမှာဒါအကောင်ဆုံးပဲကျွန်တော်မြင်ဘူးသမျှအရှိန်ဟို United ကဒါချန်ပီယံဖြစ်နိုင်တဲ့ခြေစွမ်းတွေပဲပြောနေမှာမဟုတ်ဘူးเนาะပြောချင်တာအရင်တော့တအားကိုရှိသင့်တဲ့ level ထက်ကိုဟိုကျော်နေ90လောက်ရှိရမယ်ဟာကိုကျွန်တော်30 20 30လောက်ပဲဖြစ်နေရတယ်အခုလောက်သူရှိရမယ် level 90လောက်ပြန်ဖြစ်လာတယ်တရားမဖြစ်သေးဘူးအဲ့လောက်လက်ခံပေးလို့ရတဲ့အဆင့်လေး level လေးတခု United ဆိုတော့ အရင်ခံလာခဲ့တဲ့အသင်းအသင်းတလောက်တော့အနေဆုံးရှိရမယ်ဗျာပရီးမီးယားလိဂ်ကမှတ်ပေးစရာကြည့်လိုက်ရင်တော့ဟတ်ထဲမှာဒီထိတ်ဆုံး၄သိန်းနဲ့ပုံစံတော့မှ၅၆လောက်မှာတော့ရှိကိုရှိရမယ်ရာသီကုန်မှာကျွန်တော်တို့ရာသီမစခင်ကလည်းဒါကြိုပြီးတော့လည်းပြောခဲ့ပါတယ်ယူနိုက်တက်ကတော့4လေးဝင်ဖို့တော့လည်းခတ်နိုင်တယ်ကြိုင်မဲ့အသင်းတွေကဟိုထိတ်ကအာဆနယ်လီဗာပူးမန်စီးတီးကစဉ်ဆက်မပြတ်တိဆောက်ထားတဲ့အသင်းတွေအားကောင်းနေတယ်အဲ့နောက်မှာချယ်ဆီကလည်းဟိုပြင်ဆင်မှုတွေအားကောင်းတယ်ဆိုတော့တော့4ခတ်နိုင်တယ်ဒါပေမဲ့9နဲ့6ကတော့သူရတဲ့နေ အဲ့ level လေးတစ်ခုကိုပြန်မြင်လာရတယ်။ United ပြည်သက်တွေအတွက်စိတ်ချမ်းသာစရာလေးပြီးတော့ကျွန်တော်အသေးအသေးရက်လက်ဆိုးတဲ့အချိန်မှာ United ရက်လက်ဆိုးတဲ့အချိန်မှာလည်းအမိုရင်ရဲ့ဒီ3 back နဲ့ခေါင်းမာတဲ့ပြဿနာတွေကျွန်တော်အော်အများကြီးဝေဖန်ခဲ့ကြဘူးထောက်ပြခဲ့ကြဘူးမော်ရင်ကိုလိုက်လည်းမှန်ပါတယ်တကယ်လည်းလိုတာထက်အရန်ကောင်းပါတယ်နီးပြဒါလည်းလည်းပြောဖို့လိုတယ်ပြုလွယ်ပြင်လွယ်ဖြစ်ရင်တော့ပိုအဆင်ပြေတာပေါ့တခါတလေမှာဟိုပြိုင်ဘက်ကအရန်ခံမှန်းရလွယ်နေရကြီးကြတော့လေတချို့ပွဲတွေမှာဒါက အားနေချက်ပြန်ဖြစ်နေဆိုဒါပေမဲ့ तू က तू စရောက်တဲ့အဲ့3 bet ကြီးကိုအစင်ပြေပြေမပြေပြေဆက်သွားခနဲ့အခုချိန်ထိပဲဒါပေမဲ့တကယ်တမ်းကျရလက်ဆိုးနေတဲ့အချိန်မှာလာအဲ့ဒါတွေက system တွေကစားပုံတွေကစားကွက်တွေကပြောနေတာရလက်ကောင်းလာတဲ့အချိန်မှာအဲ့အကြောင်းတွေဘယ်သူမှမပြောတော့မေ့သွားပြီအဓိကကဘာလဲဆိုတော့အတင်းအသင်းရလက်ကောင်းဖို့ကကစားသမားတွေအားလုံး unity ဖြစ်သွားဖို့ပဲဟုတ်ကဲ့စိတ်တဝမ်းနဲ့ဖြစ်သွားပြီဆိုရင်အတင်းအသင်းကအလုတ်လုတ်လာတာဟိုမှာတယောက်ချင်းကျွန်တော်၃ယောက်ပေါင်းပြီးတော့အလုတ်လုတ်ရတဲ့ဟာမှာစိတ်ကတစိတ်တည်းနဲ့ကောင်းဖို့တစ်ခုလေးကိုရှေ့ရှုလိုက်မယ်ဆိုရင် ိုတယောက်ချင်းစီရဲ့အလုပ်တဲ့အလုပ်တွေကလည်းထွက်မြက်လာဟုတ်ကဲ့ငါတကောကောပြီးတော့ငါကောင်းဖို့ဖြစ်ချင်ရဖြစ်ကြံတာဆိုရင်တော့အဲ့လိုဒီပုဂ္ဂလတွေခွဲခြားနေရင်ကြတော့ဆုလို့မရဘူးတယောက်ချင်းရဲ့ performance တွေလည်းမထွက်လာအောင်အသင်းလိုက်တဲ့ quality ဟို performance တွေလည်းထွက်မလာဘူး United ကပြောင်းလဲသွားအရင်တော့ကကြတော့တယောက်ချင်းစီကိုဖြစ်ချင်တဲ့လူတွေဖြစ်နေကြရတယ်ယောရတဲ့လူကယောနေတယ်ကောင်းတဲ့လူကလည်းမတရားတွေဆွဲတင်နေရတယ်ဟိုဒီမှာလည်းကိုစွန်းစော်လည်းပြောပြပါတယ်ကျွန်တော်အရင်တော့ဆိုရင်၁၁ယောက်မှ၈ယောက်လောက်၈ယောက်လောက်ကယောနေတယ်၃၄ယောက်လောက်ကမတရားယုံနေရတယ်အခုကကြတော့ ား17ယောက်မှာ9ယောက်လောက်ကပုံမှန်ရှိတဲ့နာအလောက်ကိုရောက်လာပြီးတော့3-4ယောက်လောက်ပဲရော့ရော့နေတော့မယ်အဲ့တော့ဒါကအသင်းသင်းတဲ့တိုးတက်မှုပဲကျွန်တော်ဒါကြိုဆိုရမယ် United ကဒီအခြေအနေကတော့လမ်းကြောင်းမှတစ်ခုပေါ်ပြန်ရောက်လာပြီးဒါတွေအားလုံးကိုဒီဘုတ်ဖွဲ့ကိုလည်း credit ပေးတယ်အမိုရင်ကိုလည်း credit ပေးတယ်သူ့ရဲ့အဆိုးအဆုံးဝေဖန်မှုတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီး United အတွက်နီးပြဖို့ကမှသူ့ရဲ့အခက်အခဲဆုံးကာလတွေကပြီးသွားခဲ့ပြီလို့ပြောလို့ရတယ်ရှေ့လျှောက်တော့ဒါကိုသူလိမ္မာဘာနတ်ဆိုတာနဲ့ handle လုပ်သွားဖို့လိုတာပေါ့တခုချင်းစီသူတို့က ဒီလိုပြောလို့ United မှာပြဿနာတွေမရှိတော့ဘူးလားအရာလုံးဇင်းလုံးချောနေပြီလားမဟုတ်သေးဘူးအများကြီးဖြည့်ရှင်းပြရှိနေတယ်အရင်ထက်စာရင်တော့ဟိုစိတ်ချလို့ရရကိုသမားပိုင်းပြဿနာမပေးတော့ဘူးချင်းညအမိုရင်စိတ်ဆိုးနေလားမန်ယူစိတ်ဆိုးနေလားအားလေမင်းရအပါလေကာ United ကြောင့်ပြိုရင်းနဲ့အားနေတာလေးတွေ့တယ်အခုဒါအချိန်တွေတကယ်ပြန်အဲဟိုဒီချိန်လေးပြန်ရောက်လာတဲ့ချိန်မှာ ဒါသဘောကျလက်ခံရတဲ့အခြေအနေတစ်ခုရောက်လာပြီပေါ့နော်ဟုတ်ကျွန်တော်နောက်တာပါနောက်ပြီးအားနေမှန်းနဲ့ဆိုတော့ဟိုတကူးများ United ကိုစိတ်ဆိုးစရာများရှိလာလို့မဟုတ်ကျိုးဆိုးတာကျိုးဆိုးတာစိတ်မဆိုးစိတ်ဆိုးရတဲ့ကာလအဲ့ဒီကာလတွေဘာဖြစ်ချင်နေမှမသိဘာတွေရှုံးနေမှမသိအဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေတည်းရတဲ့ United ကဟိုပြန်လာပြီးတော့မဟုတ်ဘောလေအခြေအနေတည်းရမှာအခြေအနေလေးတည်းရမှာဆိုးဆိုးပြောရဲကိုဆိုးနေတော့အခုချင်းကြီးပြောရဲဒါ MPC ရဲ့ Premier League ရဲ့ထိပ်ဆုံး လင်းငါ6သိန်းတဲ့ကိုပြန်ရောက်လာသိန်းတဲ့ပြန်ဝင်လာမဲ့အခြေအနေမျိုးပါရှိနေပြီလို့ပြောနိုင်တယ်အဲအဲ့ဒီအဲပုံစံမျိုးလဲသူ့မှာတွေ့နေရပြီရေးရအောင်အဲ့တော့ကျွန်တော် United ကနောက်ဆုံးစူပလာတွေရခဲ့တာအောင်မြင်ခဲ့တာဆို Fauxan ပဲပြောရမှာပေါ့နော်ဟုတ်တယ်မလား Fauxan နဲ့ပဲအောင်မြင်ခဲ့တယ်ပြောရအောင်အဲ့တော့ဘာမပေးရတော့နောက်ဆုံးဘာလဲ Moreno နဲ့ Europa League Europa League Europa League တန်ဟက်ဆိုရင် FA တွေ League Plus တွေဟိုပြောတော့ခက်တာပေါ့ကျွန်တော်ကျွန်တော်အမြင်ကြပါဗျာကိုမြတ်ကိုစော်ကြီးကိုမြတ်တွေပါဗျာကျွန်တော်က မန်ယူအဖေဖလားရတာကိုကျွန်တော်မန်ယူရဲ့ level နဲ့ဒါအောင်မြင်မှုလို့ကျွန်တော်မသတ်မှတ်ဘူးဗျာယူရိုပါလီကနေနေတယ်လို့ခံစားရတယ်ယူရိုပါလီကရှားပါတဲ့ဖလားမျိုးလက်ခံပေမဲ့ယူရိုပါလီကလည်းယူရိုပါလီကိုပြစ်မှတ်ထားပြီးကန်နေရမယ်အဆင်မဟုတ်ဘူးဗျာမန်ယူဆိုတဲ့ level ဆိုရင်အဲ့ချက်မြင်တာတော့တော့ဟုတ်တယ်မတိုက်တယ်ကိုပြန်ချင်းချောင်းမယ်ဥရောပအဆင့် level မှာအမြင့်ဆုံးကိုပြန်သွားရမယ်ကျွန်တော်အဲ့လိုမှသာလျင်ဒီသင်ကသူ့ level ရောက်တယ်လို့သတ်မှတ်ထားမှန်ပါတယ်ဥကျွန်တော်ကုဆိုရင်းကလည်းကုချင်းကြီးပြောနေချိန်မှာကျွန်တော်ပြောဖို့တွေးနေရပါလေအဲ့တော့မန်ယူအရင်လိုအချိန်ကိုပြန်ရောက်ဖို့ ိုအရင်လိုအချိန်ဆိုတာဘယ်ချိန်လဲဆိုကျွန်တော်ပြောရရင်အရင်လိုချိန်တည်းမှာဟိုဆိုတော့မော်ရီညိုယူရိုပါလိအချိန်မပါဘူးကျွန်တော်စဉ်းစားတယ် FA Plus တန်ဟက်လို့ရတဲ့အချိန်မပါဘူးအရင်လိုအချိန်ဆိုတာယူလိုက်တဲ့ရှမ်းရှမ်းတော့အောင်မြင်ခဲ့တဲ့အချိန်တွေပါဆိုတော့သူပြောချင်တာကဒီရက်တသက်တစ်ခုရှိလို့အဲ့ချိန်တွေမှာဆိုရင်ဒါ10နှစ်10နှစ်13နှစ်လောက်ရှိပြီလေတကတော့မကတော့တင်ပါဟုတ်တယ်2012လောက်စနေနေ့လာအဲ့တော့ကျွန်တော်စနေ့13နေ့အဲ့တော့ကြွေးကျင်တာလေးက United ကရှင်းရှင်းတော့အောင်မြင်ခဲ့တဲ့အချိန်ဒီမှာကျွန်တော်တို့ social media တွေကအခုလောက်အားမကောင်းသေးဘူးဟုတ်သလား အဲ့တော့အခုရှမ်းရှမ်း social media တွေအရင်အားကောင်းတဲ့အချိန်မှာ United ကရှမ်းရှမ်းတော့မအောင်မြင်ပဲနဲ့ဟိုရှုံးဝဲတွေ့ကြုံနေတဲ့အချိန်အဲ့တော့အခုက United ကအချိန်လေးကောင်းနေပြန်ရောက်လာပြီဆိုတော့နောက်3နှစ်အတွင်းမှာရှမ်းရှမ်းတော့အောင်မြင်တဲ့ကာလတွေပြန်ရောက်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါတွေရင်ဆိုင်မှုအသိပြင်ထားအဲ့တော့ဟိုဘယ်လိုပြောရမလဲရှမ်းရှမ်းတော့အောင်မြင်ခဲ့တဲ့အချိန်တွေမှာ social media အားမကောင်းတော့ပြောရလို့ရှိရင်ပြ United ပြည်သက်တွေအဲဒီဟို လိုင်းပေါ်မှာနေလိုက်တာရောပြည်နိုင်ငံရတယ်အေးပေါ့အေးဟိုမှာမဖြစ်ရဘူးပေါ့လေအခုကတကယ်သာ United အခြေအနေရောက်လာခဲ့လို့ရှိရင်ဒီ၄၅ဆင်းနေအောင်းထားတာတွေကဘယ်တော့မှ United အောင်းဝဲခံမှုတွေရောက်လာမလဲပေါ့လေဆိုတော့နော်အဲတော်တော်လေးဟိုအသိပြင်ထားဖို့လိုတယ်ကျွန်တော်တို့က social media kit ကိုမမှီမမှီခဲ့တာပေါ့နော်ကိုတို့ကမအောင်မြင် social media မှာအားမကောင်းခင်မှာအောင်မြင်ခဲ့သေးတယ်ကျွန်တော်တို့ကဟိုဘက်နှစ်ပေါင်းများစွာဒီ social media ဆိုတဲ့စကားလုံးတော့မကြားသေးတဲ့ကာလပေါ့အဲပေါ့2003လေးပေါ့တွေ့ကြည့်ရင်အဲ့လိုအဲ့လိုကြီးကိုကွာနေအောင်ကွာနေရပေါ့နော်ဆိုတော့အဲ့လိုပေါ့ တော့ဘာဖြစ်ဖြစ်ဒါဟို United ကိုနောက်ပြောင်းလို့ဆိုရင်လည်းဟိုနောက်ပြောင်းတာမဟုတ်ပါဘူးဒါ3 5နှစ်မှာဒါတွေရောက်လာတော့မယ်ဆိုတော့အတွေးလေးကျွန်တော်ခေါင်းထဲမှာရောက်လာလို့ဒါပြောကြည့်တာပေါ့ United ကပြန်အောင်မလာမလွယ်ဘူးလို့ line ပေါ်မှာနေတိုင်းဖွဲ့အောင်ကြေးပါဘူးဆိုတော့အဲ့တော့အဲ့လို date တွေလည်းဒါနောက်နှစ်နှစ်သုံးနှစ်မှာရောက်လာမယ်ဆိုတော့ဟိုအငွေ့တက်လေးခံစားမိလို့ပါဒါ United ကကောင်းတဲ့အစကားလေးပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့စီစဉ်ကိုအာ Arsenal Man City ဒါ United ကြောင့်ပြောပြီးတော့ အဲဒီမှာပဲနားလိုက်ချင်ပါတယ်မနေ့ကအစီအစဉ်မှာကျွန်တော်တို့အဲဘောလုံးနဲ့ပတ်သက်ပြီးတော့ Twitter မိရာလေးတွေကိုဆက်ပြီးတော့ဆွေးနွေးတင်ဆက်အောင်ပါဟုတ်ကဲ့ channel ကိုကြည့်ရှုနေကြတဲ့ပြည်သူများခင်ဗျာကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဘောလုံးရက်ွက်အစီအစဉ်ကိုဒီမှာရန်နာချင်ပါတယ်မနေ့ကညနေ9:40မှာလည်းဒီစီစဉ်ကိုစောင့်ကြည့်အားပေးပါလို့ဖိတ်ခေါ်ရင်ကျွန်တော်တို့ဒီစီစဉ်ကနေနှုတ်ဆက်ပါတယ်အားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ